မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမေလ26ရက်ကဒေါ်လာ1.3သိန်းကျော်၊ယွမ်3သိန်း၊ဘတ်1.8တန်းကျော်ထုတ်ရောင်းခဲ့ပါသည်။2025ခုနှစ်မေလအတွင်းရောင်းချမှုအနေနဲ့ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းနဲ့ထိုင်းဘတ်တန်း200ရောင်းချပေးမှာဖြစ်ကြောင်းမေလ6ရက်ကထုတ်ပြန်ခဲ့ပါသည်။ မေလ6ရက်နေ့မှာယွမ်3.9တိန်းကျော်မေလ9ရက်နေ့မှာဒေါ်လာ9တိန်းကျော်မေလ10ရက်နေ့မှာယွမ်9တိန်းကျော်ဘတ်5.3တန်းကျော်မေလ9ရက်နေ့မှာဘတ်3.6တန်းကျော်မေလ12ရက်နေ့မှာဒေါ်လာ10တိန်းကျော်ဘတ်1.5တန်းကျော် ေလ13ရက်နေ့မှာ73စီလုပ်ငန်းရှင်များအားဒေါ်လာ23ဒရမ6ခွန်တန်းကျော်နဲ့ဘတ်တန်း90ရောင်းချပေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။မေလ13ရက်နေ့မှာဒေါ်လာ1ဒရမ6နှစ်တန်းကျော်14ရက်နေ့မှာဘတ်4ဒရမ3တန်းကျော်15ရက်နေ့မှာဒေါ်လာ3တန်းကျော်15ရက်နေ့မှာဒေါ်လာ3သိန်းကျော်ဘတ်3တန်းကျော်16ရက်နေ့မှာဒေါ်လာ3သိန်း ဘတ်16သိန်းကျော်19ရက်နေ့မှာဒေါ်လာ3သန်းကျော်မေလ20ရက်နေ့မှာဒေါ်လာ5.6သိန်းကျော်မေလ21ရက်နေ့မှာဒေါ်လာ1.2သိန်းမေလ22ရက်နေ့မှာဘတ်5.8သန်းကျော်မေလ23ရက်နေ့မှာရွှန်9သိန်းကျော်ဘတ်8သန်းကျော်မေလ26ရက်နေ့မှာဒေါ်လာ1.8သိန်းကျော်ရွှန်3သိန်းဘတ်1.8သန်းကျော်ထုတ်ရောင်းခဲ့ပါတယ်